အော်ဒါကလေအဲမြို့သမီးတိုင်းမြို့သမီးတိုင်းအိမ်မက်ပါပဲအဲ့ဒီတော့ကြောင့်မြို့သမီးရဲ့မက်ခွင့်ရှိတဲ့အိမ်မက်ကိုသူတကယ် account ထဲပေါ်နိုင်ရတဲ့ကြောင့်စိုးပြေကိုလည်းဒီနေရာကနေဝန်တာပါလေအဲ့ဒီလေးဆိုထားအဲ့ဒီလေးဆိုထားအာဒီခစ်တက်မပြန်ရတော့လင်း producer အမနဲ့လည်းပြောထားတာကြာပြီအဲ တနှစ်လောက်ပြောပြီးပြောပြီးတနှစ်လောက်ကြော်မှရိုက်ဖြစ်တဲ့ကားလေးဆိုတော့ဒါအမှတ်တရပါပဲပြီးတော့အမားနဲ့ရလဲခင်တယ်ပြီးတော့အမရဲ့အဲဒီ producer အမရဲ့အမလေးဒီ chair chair rose ဆိုရဲ chair နင်းစီဆိုရဲခါကြ chair နင်းစီနဲ့လဲခင်နေတော့ဒီကားလေးကိုလဲလိုက်ကူးပေးဖြစ်တာပါဟုတ်သမင်ပုံစံကဒီသမင်ပြင်အောင်ရှေ့မှာလဲရှေ့လောက်ဒိုင်တာခိုင်းတာတော့လုတ်ထားပါတယ်အတက်နိုင်ဆုံးတော့အဆင်ပြေအောင်တော့လေဟိုကိုလဲအရန်ဝါရင်တပါရင်တရုတ်ဆောင်ပညာရှင်ကြီးမဟုတ်တဲ့ခါကြတော့အကောင်းဆုံးတော့ အကောင်းဆုံးဖြစ်အောင်သေုပ်ဆောင်တာပါကြည့်ရတော့အဆင်ပြေအောင်တန်တဘဝချိန်ရတာဆိုတော့လေထက်မှတ်ငယ်ချင်းဒါပေမဲ့အဲ့ထဲမှာမြင်အမြဲပြောပါစူတာအဲ့လိုနဲ့ငါနဲ့အသက်သိမ့်နေတာကဒီထဲမှာလောငါနစ်မွေးထားတဲ့တမိနဲ့ငယ်ချင်းလောပါဆိုတော့ဒီတော်တော်အိုနေဘူးဆိုတော့ငယ်ချင်းကိုနောက်တာလေသူအဲ့မှာအမတ်တရတော့အတန်ဝင်သွားတဲ့နေ့ပေါ့နော်ထက်ထက်ရှူတင်းကြီးတောင်နားလိုက်ရလေအတူအော်ကိုအော်သူကသူကတယောက်ကဖလိုးနေလို့မရဘူးသူကသုံးယောက်စလုံးကအကုန်လုံးကကြီးရအမြင့်ဆုံးပဲဆိုတော့ကိုကနေနေတဲ့လူကြံခဲ့ပါဆိုတော့လေ ဲ့လိုအာယူယူပြီးတော့ပြောရတာဆိုတော့အရန် online တော့မကောင်းဆိုပေမဲ့လည်းအာ trailer လေးတွေစီးရပြီလို့ထင်ပါတယ်အဲ့ဒီထဲမှာအကောင်းဆုံးတော့လောက်ထားပါတယ်ဟုတ်အော်ဘယ်လိုပဲဖြစ်ဖြစ် LG တချို့တွေပြောရလေအမင်းသမီးဒီလိုအချိန်မှာမင်းသမီးဆက်ကလေးကရှားတယ်ဘယ်လိုပဲဖြစ်ထက်တော့ဆိုတော့လည်းပွင့်လင်းနေတယ်မှာပါတယ်လေခင်လဲခင်မကောင်းနေပေါ့နော်အဲ့တော့အဲဒီလိုမျိုးမှာကိုလဲအဲဟိုဘယ်လိုပြောမလဲပတ်မိုးပေးရတာဆိုတော့ပြောပါတယ်ညာလဲဝမ်းသာပါတယ်ပြီးတော့အထူးသဖြင့် အပရိုဂျူဆာမအောင်လဲကျေးဇူးတင်တယ်အမအောင်ချစ်လို့လဲဒီနေရာဒီတိကိုရောက်လာတာပါအဲ့လိုမျိုးဒီဒီကားရဲ့တော့လဲနည်းနည်းလေးအဆင်မပြေတာလေးတော့ရှိတာပေါ့နော်အတက်နိုင်ဆုံးတော့ကိုယ်စိတ်ကိုလျှော့ပြီးတော့လှုပ်လှုပ်ဖြစ်ပါတယ်အဒရိုက်တာခိုင်းတာတော့လှုပ်ပါတယ်အတက်ကိုလှုပ်နိုင်တဲ့အတိုင်းထားတစ်ခုထိတော့ကိုလှုပ်ခဲ့တယ်ပေါ့နော်ကိုမလှုပ်နိုင်တဲ့ဟာကြီးလဲကိုမလှုပ်ခဲ့ဘူးရိုက်ကွန်းရလူတွေပဲသိပါတယ်လို့တချို့ဟာကြီးလည်းမလှုပ်ဘူးလေခိုင်းတိုင်းတော့လည်းမလှုပ်ဘူးအဲကိုလှုပ်သင့်မလှုပ်သင့်ရတော့ကိုအုံနောက်ရှိရယ်လေ စဉ်းစားပြီးမှလုံးတင်မလုံးတင်တော့စဉ်းစားပါအဲဒီကားလေးကိုလည်းကြိုက်တယ်ပြီးတော့ဘန်ကောက်မှာသွားရိုက်တဲ့ခါကီကုံမလေးကုံကားလေးလည်းဆင်းနေတယ်ဆိုပေမဲ့အဲမလှကျော်ဆိုတဲ့နေရာလေးကလည်းကောင်းတယ်အဲ့တော့အဲ့လိုနောက်ပိုင်းပေါ့အဲ့လိုလေးတွေရိုက်ရတဲ့အခါမှာလဲကိုရွေးချယ်ပြီး character ပေးတဲ့ပုံမှာလဲအများကြီးစိတ်ဆုတင်ပါဟုတ်ဟိုအရန်ဟာတာကြီးတွေမဟုတ်တော့ဘဲနဲ့သူ့နေရာလေးနဲ့သူပေါ့နော် အစင်းများတာဆင်းနေတာမဟုတ်ဘဲနဲ့အဲတကယ် point နေရာလေးတွေမှာတနေရာလေးထားပြီးရတဲ့အတွက်ကြောင့်တော့လေအရင်ကြီးစုတင်ပါတယ်ဒါကတော့ဒေါက်တာဟမ်မိတ်ကပါဒါကတော့ဟိုပါ Imperial Diamond ပါဘူးလုံးစိတ်နေစစ်ထားတာအဲချစ်လို့လေတင်းချစ်လို့လက်ဆောင်ပေးကြလက်ဆုပ်ဒီဇိုင်းမျိုးနဲ့လည်းဒီဇိုင်းမျိုးပါဆက်ကြရှူရပါဆိုကျွန်တော်ကဘယ်လက်ဆုပ်ရအောင်ဒါလက်ကီတိုင်းမွားပါဆိုင်ဆိုင်စုံနေရလေစုတာ စားရနေတဆုပေါ့အဲ့လိုပြီးရင်ကောင်းပါပဲလို့ဟုတ်တယ်ဒါအမြင်တော့တက်ပြီးတော့ဖိုင်လို့လားအပိုင်ပိုင်မဲလေအပိုင်နေပါပဲတော့ခုအငဲတော့ဒါသိလို့ပါပါလားယူမလို့ရှင်တော့ယူအိုင်ပေးလို့ရပရမားလို့ဆိုမြာတာပြီးသားလေးကိုပြိုးနဲ့မမေကပြာ live မှာပေါဝယ်ဝယ်ထားတာတို့ live ဈေးရောင်းတော့ဖြူမြအောင်နဲ့မေကပြာနဲ့ live ဈေးလုံးတော့အားပေးထားတာဟုတ်ဟုတ်ပါတော့ပရမားစိုက်ခဲ့တယ်ပါစိတ်သမီးပရမားစိုက်တယ်စိတ်လည်းစိုက်တယ် တတ်မှုရှိရကြောက်မရတဲ့ဗန်များအကုန်တက်ကြမမတို့လည်းကြိုက်ပါပါအဲ့ဆိုကောင်းတဲ့ propose လုပ်ရင်ဒါမှမများလက်စီနေနေငါးချောင်းငါးချောင်းအဲ့လိုအဲ့လိုအိမ်မက်တော့မက်ချင်တာပေါ့နော်မပြစ်နိုင်ပါဘူးလောလောဆယ်တော့ဒီနေ့ဒီအသက်ဒီရွယ်ပဲ40ပဲကျော်နေပြီဒီအသက်ဒီရွယ်ဒီကိုကိုပါကိုပတ်စံရှာပြီးကိုပါကိုပဲချီးမြှင့်နေရတာပါမမဆိုမမအောင်မင်းမမလည်းမင်းကလေးဆိုတော့ရဘူးလားဟမ်ကောင်းလေးဆိုအဲရတယ်ဘယ်နှကွင်းရလဲဘယ်နှကွင်းရလဲ တော့ facility ကိုလာတယ်။အော်ဒီနေ့မှာနော်။ဒါလည်းဒီနေ့မှာဟဲ့ဟာကွာပေါ့နော်။ဒီနေ့မှာစာမချက်လာဘူးဖြစ်တာပေါ့။မလေးနေ့တိုင်းရှူဆိုင်ပြပြပြီးသွားကြည့်ရတာပေါ့။အင်းနေပြီ။နောက်ဆုံးတော့ဒီ၃ရက်ဝင် view လိုက်ပါလား။အော်ဒီကတော့လင်းမြဲတမ်းပေါ့နော်၅ပုံ၅ပုံပုံပြစ်တယ်ပေါ့နော်။ဒီပုံကတော့အလုတ်ကပြန်ပြီးတော့ရင်းနဲ့အဲနောက်တစ်ပုံကကျတော့ကိုယ့်ရဲ့ကြာအလူတန်းလေးလင်းအမြဲတမ်းအလူတန်းလုတ်ပြစ်တာဆိုတော့ပြောနေရဆိုတာထက်လက်တွေ့လူနေရဆိုတော့ အဲ့မျိုးလည်းကြိုက်တာဆိုအလူတန်းလေးလည်းလုပ်ဖြစ်တယ်အဲနောက်တစ်ပုံကကျတော့ဒီလုပ်ငန်းမှာပြန်ပြီးတော့ run mode အတွက်ကိုပြန်တောင်းတယ်အဲနောက်နောက်နောက်တစ်ပုံကကျတော့ဒီကိုယ့်ရဲ့တပည့်သားချင်းနေထဲမှာကျမကြီးအတွက်ပဲဖြစ်ပါစေအခက်အခဲဖြစ်တဲ့အချိန်မှာတုံးမှုအတွက်တပုံကအများနဲ့တက်ကက်ထားတယ်နောက်တစ်ပုံကကျတော့ကုမိသားစုအတွက်ပေါ့နော်ကိုအတော်ကြီးကိုကြီးစုရဲ့ဆေးရုံဆေးကန်းအသက်ကြီးလာတဲ့အခါမှာသူတို့အတွက်လည်းအဲ့လိုမျိုး အစုပြစ်ပါဟုတ်ဒါကြီးကတော့အခုတိတ်တာမွယ်ဖြစ်ပါအောင်ဒီဒီကြာရင်တော့လိုက်ဆေးရောင်းတော့ဈေးကြီးအရန်တန်တော်လေးဝယ်ထားတဲ့ဟာလေးရတနာအကြိုက်ဆုံးဆိုတယ်လင်းရလေအရွှေတဲ့ကြောက်ထဲရတနာတဲ့အကောင်တော့လင်းရတော့နှစ်သက်တယ်ကိုကြိုက်တာအခုကြိုက်တဲ့အတွက်ကြောင့်လဲဒါလေးတွေကိုအဲကိုရရတဲ့ပတ်စံလေးနဲ့တပိုင်းတပိုင်းစုဆောင်ထားဖြစ်တယ်။ချီးတယ်လေ၊သုံးတယ်လေ။နောက်မချီးတော့ဘူးလေ။ချီးတယ်၊သုံးတယ်။နောက်မချီးတော့ဘူး။သင်္ကန်းစာအကြီးကြီးရတာတော့ ူညီတာလေအဲ့ဒါကအကူညီတာအမှားဖြစ်တော့ပြန်မရခိုးတော့ပြန်ကြောက်နေရတော့မကြည့်တော့နောက်ပေးကြအပြတ်ပေးလိုက်တရားချင်း၅သိန်းပေးလိုက်တယ်ဟာမပြောငါရင်ဘွားသူ့ကိုငါသူ့ရှာပတ်စံချီးရတော့ငါဒီတစ်ပတ်အကျေးဆက်လိုက်အကျွေးဆက်လိုက်ရတာပဲသဘောထားလိုက်။အော်လူတိုင်းကတော့မနဲ့ပြန်သိရင်တော့ဒီနေ့သုံးနေဆိုပေမဲ့လည်းအသက်အရွယ်ကြီးလာတဲ့အခါမှာကိုယ်လုံးလုံးနဲ့နဲ့တစ်ချိန်ကြလို့ရှိရင်ကျွန်တော်နောက်ခံမိသားအဆုမရှိဘူးလေမိမတွေပါတယ်ဆိုတော့ကိုယ်ပြီးတော့ငါသားလေးအတွက်သိန်းကိုထောင်နဲ့ချီတောင်းနဲ့ချီအမွေပေးခဲ့တာလည်းမရှိဘူးလေ။ ိုဒူးကိုချွန်ကိုချရောက်ပေါ်ကိုရက်တီးပြီးတော့ကိုလမ်းကိုဖာပြီးကိုရဲ့ဒီကျိုးထမ်းမှာလမ်းလျှောက်နေရတဲ့ဘဝဆိုတော့ဥစားမင်းစာတော့စုရတာပေါ့နော်မှာနော်မမတို့ကြတော့အမျိုးသမီးစစ်တေမျိုးသားစစ်တေကြတော့စေးပေးမီယူတွေရှိကြတယ်လေကျမတို့ကြစေးပေးမီယူอ่ะမရှိဘူးစေးပေးမီယူလဲပေါ်စော်ရှိမှပေးယူတာလေပေါ်စော်ရှိမှဟဲ့သမီးရေလုတ်ပေးပါအောင်ဆိုမှလုတ်ပေးမှာလေဘယ်လိုပဲဖြစ်ဖြစ်အသက်အရွယ်တစ်ခုရလာရင်ပေါ့နော်အခုတော့ရှာနိုင်တဲ့အရွယ်တန်မာတဲ့အရွယ်မှာတော့စုဆောင်မှာအဲဒါပဲပြောစင်ပါတယ် ကိုယ့်ရဲ့တငယ်ချင်းတွေပဲဖြစ်ဖြစ်ကိုယ့်အပေါင်းအသင်းတွေဆိုလည်းတတ်မာတယ်လုံနိုင်တဲ့အချိန်မှာမဖြုံးမနဲ့အချိန်ဆိုတာပြန်မြတ်မယ်ကံနဲ့ပတ်စံကံနဲ့အချိန်နဲ့ရတဲ့ငွေကြေးတွေကလည်းအချိန်တစ်ခုပဲပေးတာအဲ့ဒီအချိန်မှာစူလာဆောင်းထားမှစူလာမဆောင်းထားမယ်နဲ့ဘုံမော်လော်တော့ရင်တော့ခွမ်းသွားမှာပဲတော်တော်တော်တော့ကျမကျမမိုင်ကျမတောင်းတာမတူဘူးအမလူတိုင်းကြိုက်ပါတယ်အမထင်လို့ပါအမလည်းကြိုက်တယ်အမလည်းကြိုက်တယ်လူတိုင်းကြိုက်ပါတယ်ဝမ်းသာပါတယ်ဘယ်လိုလဲလေစုပြေလေးကနင်တို့ငငယ်လေးမုံညိုက်မဲ့ပြူရိုက်တဲ့ရလဲ အလင်းမိုးလိမ့်တဲ့အချိန်မှာလည်းဆိုပြလို့ပါတယ်ပြောစုပြည်ကအနေအထိုင်တိုသိတာတဲ့အနေအထိုင်ကတိမ်မွေတာအဲ့အတွက်ကြောင့်လဲအသူတမိုးထားတဲ့သူနဲ့ရတဲ့အတွက်ကြောင့်လင်းရတော့မတပါပါတယ်လင်းအမြဲပြောပါတယ်ဟိုအမှုပညာသမားတွေဒီတယောက်နဲ့တယောက်ဟိုချစ်ကြတယ်ယူကြတယ်ဆိုတာတကယ်တမ်းညာသူတို့ကိုကြည့်လိုက်လို့ရှိရင်သူတို့မျက်နာမှာဆန်းဆောင်မှုအများကြီးနေတယ်တကယ်ချစ်ချင်းမြတ်တာတွေ online လို့လင်းရတော့ထင်တယ်အဲ့အတွက်ကြောင့် အဲအဝအဝင်းရပါပါပါစေလို့ဆင်းဆူတောင်းပေးပါတယ်ဒီ600တောင်တော့ဖြစ်တာနော်ဟိုဟိုအဲ့တော့အေးအဲ့လိုဖြစ်နေတာဆိုတော့ချေရမယ့်သူလက်ထပ်ရမယ့်သူကတယောက်တည်းဖြစ်ခဲ့တဲ့အခါကျတော့ထက်ကန်ကျမမင်းကလေးတွေအတွက်အိမ်မက်ပဲလေအဲ့လင်းလဲအဲ့လိုအိမ်မက်ရှိရဒါပေမဲ့မပြေလာအောင်ချေရတော့တယောက်တည်းလေချေရတဲ့သူလက်ထပ်တွေတော့ကျွန်တော်တို့ကချေရတဲ့သူတွေကများခဲ့ပြီဆိုတော့လက်ထပ်တဲ့သူကလည်းများနေပါပေါ့တက်ချေရမယ့်သူနဲ့လက်ထပ်ရမယ့်သူကတယောက်တည်းလေကျွန်တော်တို့ကချစ်ခဲ့တဲ့သူတွေကအများကြီးဆို ဲ့အဲ့လိုပြောရဆိုလက်ခမဲ့သူလည်းလည်းအများကြီးပဲလေနော်မမရဲ့အဲပြောပြီးပါအောင်အမေနောက်တစ်ခုလေးဆိုပြရလေအာခါ LinkedIn အခုသူဒီပွဲလေးတွေဆိုသူ့ကို shooting လိုက်တဲ့ make up ဆရာလေးကိုသူလိမ့်တယ်အဲ့တခုလေးအမှန်တိုင်းပြောရင်အမှန်တိုင်းပြောမယ်နော်ဟိုဆိုပြလိမ့်တဲ့ make up ဆရာလင်းအဲကြားဘူးတယ်ပေါ့နော်မခင်ဒါပေမဲ့အဲ့စိတ်ဓာတ်ကိုတော့လင်းလေးစားတယ်ဘာကြောင့်လဲဆိုတော့အဲ နမည်ကြီးတဲ့လူနဲ့ဟောင်းဖြစ်ဘူးသူ့ရဲ့သူ့ကိုနင့်နာခံပေးတယ်ရှူတင်နေမှာလိုက်ပေးတယ်မိတ်ကက်ဆရာတယောက်ကိုဘာပြောသူတကယ်မင်္ဂလာယူတဲ့အချိန်မှာတကယ်ဟိုဒီသူ့ကိုနေရာပေးတဲ့အတွက်ကြောင့်ဘာပြောမရဲဆိုပြီးဒီစဉ်ဟိဝင်ရဲ့မင်္ဂလာဆောင်စဉ်ဒင်းကျင်နဲ့မိတ်ကက်ဆရာတွေကအများကြီးမှမှသူ့ကိုတကယ်ကိုအနင့်နာခံပြီးတော့နှိမ့်ချလာများလိုက်ခဲ့တဲ့မိတ်ကက်ဆရာကိုပေးလိမ့်မယ်ဆိုတော့ကဒါတောင်းတောင်းစိတ်နဲ့တော့မရအောင်အဲ့ဒါတော့သူ့ကိုရန် ဟွာဖြစ်တယ်ချီချူပါတယ်သမီးကိုသားငယ်ရုပ်ရှင်စားရတော့လင်းကပလဲဝင်းကိုလိုက်တဲ့အချိန်ကိုသားငယ်စားအာပြီးတော့မင်းသား16နှစ်နဲ့လားမသိဘူးအဲ့လိုမျိုးဟောကိုစီသူ့ကိုချစ်တယ်ရှင်ချစ်ဖို့ကောင်းတယ်နော်သူမျက်နာလေးကဟုတ်လိုက်တယ်အေးအေးရဲ့အေးရဲ့လူငယ်တို့လေးစစ်တတ်တဲ့ဒါတော့သူဖူးစာပါပဲလူတွေကတော့ဖူးစာပါလာရင်မင်းသားရဲ့မင်းသမီးရဲ့မမဟုတ်ပါဘူးဖူးစာပါလာတဲ့ရေဆက်ပါလာတဲ့ပထန်းဆက်ပါလာရင်တော့ဒါချစ်ချခင်ကြစုံမက်ကြတာတော့ မင်္ဂလာတပါးပါပဲအင်းကတော့ဝမ်းသာပါတယ်အော်ဒါကလေအဲမျိုးသမီးတိုင်းမျိုးသမီးတိုင်းရဲ့အိမ်မက်ပါပဲအဲ့ဒီအတွက်ကြောင့်မျိုးသမီးရဲ့မက်ခွင့်ရှိတဲ့အိမ်မက်ကိုတကယ်အကောင့်တွေပေါ်နိုင်ရတဲ့ကြောင့်စုပြည့်ကိုလည်းဒီနေ့ကနေဝမ်းသာပါတယ်အဲအလုံးအဲဒီနေ့နေ့ကိုခစ်တင်မပြိုင်လျာရှင်18ရက်နေ့မှာမြန်မာတိုင်းနိုင်ငံလုံးမှာပြသမှာဖြစ်တဲ့အတွက်ကြောင့်အားပေးဖို့ကိုလည်းဖိတ်ခေါ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်